င်္ဂလာပါရှင်30ရက်6လမှ9လပိုင်း6ရက်နေ့အထိတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေအများကြီးရရှိပါလိမ့်မယ်အလုပ်မှာလူကြီးတွေရဲ့ကူညီမဆောင်မှုစောင့်ရှောက်မှုတွေရရှိစေမဲ့တပတ်တာပါ တမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိမိအနေနဲ့ကိုကရည်ရွယ်ထားတာပဲဖြစ်ဖြစ်မရည်ရွယ်ထားတာပဲဖြစ်ဖြစ်ဒီတစ်ပတ်တာမှာတမိုးကြီးသောပစ္စည်းမိမိစီကိုစိုက်စိုက်ငယ်ငယ်ဝင်လာမယ်လို့တွေ့ရပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အလိညာတွေခံရတဲ့တည်းဒါကြောင့်မြည်သူကိုမှမယုံကြည်ပါနဲ့လို့ပြောချင်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအစီအပြေပါလိမ့်မယ်မိမိကဘလို့ကိစ္စမျိုးပဲစီစဉ်ဆောင်ရွက်တည်ဖြစ်စီမိမိစီစဉ်တဲ့အတိုင်းပဲစီစဉ်တကြတဲ့အောင်မြင်သွားစီပဲတပတ်တာပါ ဆွေမျိုးသားချင်းစီမှာအကူအညီထောက်ပံ့ကောင်းတွေများစွာရရှိစေမယ်တပတ်တာလို့တွေ့ရပါတယ်ရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ရန်အနေနဲ့မရှိရဲ့အပြင်ချစ်သူခင်သူပေါ်များလာမဲ့တပတ်တာပါ။အချီးအင်းနဲ့ပတ်သက်ပြီးတော့မိမိချစ်သူဟာအထင်မြင်လွဲမှားတာတွေခံရတဲ့ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ကျောင်းမကြီးကြောင့်စိတ်ညစ်စရာတွေ့ရပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အဆိုးကျိုးလုံးဝမရှိပါဘူးရှင်။ရခိုင်ကနေကကျန်းမာရေးယောဂဝေဒနာခံစားရတဲ့တင်းငွေသားသမီးချင်းမိတ်ဆွေစုရင်ဒီတစ်ပတ်တောင်မှအနာနဲ့ဆင်းနဲ့တွေ့သွားပြီ။ဆရာကောင်းတမကောင်းတွေ့တော်ပါလိမ့်မယ်။ အေးချမ်းခြင်းငြိမ်းချမ်းခြင်းမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်ကလည်းပဲဘာလို့ပဲလှုပ်လှုပ်အာသွန်ခွန်ဆိုင်နဲ့လှုပ်နေမယ်။ကိုယ်လုံးဝတဲ့ကိစ္စရက်တွေအားလည်းပဲလွဲကူစီတဲ့အရာတစ်ခုမှမရှိဘူး။အခက်ခဲတွေကြားနေပြီးတော့မှအောင်မြင်စွာကျော်ဖြတ်နိုင်မယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါတယ်။ဒါပေမဲ့ထီထိုးကံစမ်းခြင်းတွေဆိုရင်တော့လေးတလုံးထီထိုးကံစမ်းလို့ရပါတယ်။ ငွေကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာသောငွေပြင်းပြင်းစီဖို့မိမိရဲ့လက်ထဲမှာငွေလုံးဝမထားဘဲနဲ့အခြားသောတန်ဖိုးကြီးသောပစ္စည်းတစ်ခုဝယ်ပြီးတော့စုထားမယ်ဆိုရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့အဆင်ပြေသွားမှာနိုင်မယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့ဘာလေးကိုပဲလုံလို့မိမိဒီအချိန်ပြောင်းလေးတွေနဲ့ပုံစံလေးတွေပြောင်းပြီးတော့လုပ်ကြင်ချင်းဖြင့်တပတ်တာအဆင်ပြေသွားမှာနိုင်မယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ ကံထောက်ပံ့ပြည့်စုံတဲ့ရေရာကောင်းလေးပြီးခြင်းပါတယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရမယ့်ရေရာကမိမိနေအိမ်ကဖျားမှာအုံးရီတစ်ခွက်လှူဒန်းခြင်းဖြင့်ခက်ခဲနေတဲ့အခိုက်အညက်တွေအားလုံးကင်းစင်ပပျောက်ပြီးကောင်းကျိုးချမ်းသာများရရှိစေပါပဲဖြစ်ပါလေရှင်။မင်္ဂလာပါရှင်။30ရဲ့6လမှာ9လပိုင်း6ရက်နေ့တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ တနင်္လာသားသမီးချင်းမိတ်ဆွေအလုံနဲ့ပတ်သက်ပြီးတော့တပတ်တာမှာအခက်ခဲတွေအများကြီးကြုံရပါလိမ့်မယ်အလုံပါနိုင်ပဲပြင်ချင်းဂုံတိခံကြစီအယောင်းဝင်တဲ့ပတ်သက်ပြီးဆိုရင်လည်းအယောင်းဝယ်ပါအမှားရွေးတွေဖြစ်တာ။နောက်အယုံစားတွေဖြစ်တာဒါလေးကျုံဝတ်တပါတယ်။ဒါကြောင့်ပြုဆက်ပါနော်။တံမွေးကြီးသောပစ္စည်းများထွက်တပါတယ်။မိမိအတိနဲ့ကိုကတကယ်ဘယ်ဒီတံမွေးကြီးသောပစ္စည်းတွေကိုအထားအသုံးမှားသွားတာမျိုးဒါမှမဟုတ်ရင် တဖို့ခိုးသွားတာမျိုးကပိုက်နေခံရတာမျိုးအဲ့ဒါလေးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ကိူးစိတ်ပါနော်မိတ်ဆွေပေါင်းသင်းတွေရဲ့အူကြီးတောက်ပံကောင်းတွေရောက်ဖို့ရှိနေပါတယ်။တကယ်မိတ်ကောင်းဆွေကောင်းတွေ့မဲ့တပတ်တာလို့မြင်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာ၊စိတ်ရှုပ်စရာအကြီးကြီးတွေအတွက်ပူပန်ရတဲ့အရာမျိုးလေးကိုလည်းတွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာတည်ဆူးတွေကိုကြားတတ်ပါတယ်။ရဲအန်ဒီအေးဆူဆူဝါအတိုက်အခိုက်လုံးဝမရှိပါဘူးရှင်။ အခြေအနေပတ်သက်ပြီးတော့မိမိချစ်သူရဲ့အပြစ်မြင်တာညဉ့်ညံတာတွေခံရတတ်ပါတယ်။ဒါကြောင့်ချစ်သူနဲ့အဆင်မပြေမှုတွေတကြဲကြဲကြုံရပါလိမ့်မယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်တော့အောက်လင်ရသားသားသမီးတွေအတွက်နဲ့ပူပန်မှုကြောင့်အင်တော်ကြီးမှာမအေးချမ်းမတရားဘူးလို့မြင်နေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိပါဘူးရှင်။ မိမိကိုအလိန်ညာရခံရတဲ့တည်းဒါကြောင့်ဘသူနဲ့ပဲစကားပြောဆိုဆက်ဆံသည်ဖြစ်စေမိမိဘက်ကအကိုကိုတိုင်းလိုက်လံဆောင်ရွက်ရမယ်ကိစ္စတွေဆိုရင်တပားလူတွေမျက်နှာလွဲခဲပြစ်လုပ်တာမျိုးတွေရှောင်ကြမှာနော်ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းပါတယ်။ထီထိုးကန်ဆင်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကန်ဆင်းလို့ရပါတယ်။ဝေကြီးတက်လာပါများရှင်လန်းပါလိမ့်မယ်၊ပွင့်လန်းပါလိမ့်မယ်။ရရန်ရှိသောဝေကြီးများလည်းဝင်လာဖို့ကြိုးရပါတယ်။ အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကုန်ပြီးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနေမိမိလှုပ်ချင်သောစာနာလေးတွေကိုသာစွဲရှိရှိနဲ့စောင့်ဆိုင်းပြီးတော့လုပ်ကြံပေးဆိုရင်ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပြင်ချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေတပတ်တာပြုလုပ်ရမယ့်ရည်ရွယ်ကမိမိနေအိမ်ကဘုရားမှာ ပြောင်းမှုကြောင့်လည်းဆုံးဖြူတပွဲဆက်ကလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားပြီလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။30ရက်6လမှ9လပိုင်း6ရက်တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ အင်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်ရှိပါတယ်အတိုက်ခိုက်တွေရှိပါတယ်တို့ပင်ပဲအလုံးပါအစီပြေကောင်းပါလိမ့်မယ်အထက်လူကြီးရဲ့ညူညင်စရာလေးလည်းခံရတတ်ပါတယ်ဒါကြောင့်အနေထိုင်လေးတွေသတိထားပါနော်တံမိုးကြီးသောပစ္စည်းများထွက်တတ်ပါ रे မိမိအနေနဲ့တံမိုးကြီးသောပစ္စည်းတွေကိုတေးတေးချာချာနဲ့ကယူတဆိုင်နဲ့သိသိထားပါတံမိုးကြီးပစ္စည်းထွက်ဖို့ထွက်မဲ့တပတ်တာလို့မြင်နေပါ रे မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့က လိမ့်လိမ့်နှိမ်ပြားတာတွေခံရတတ်ပါတယ်ဒါကြောင့်ကိူးစိုက်ပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိစေပါပဲဖြစ်ပါတယ်အိမ်ကိုအကြောင်းပြုပြီးတော့မိမိဒီအကျိုးဆောင်လုပ်တာလေးအစီအပြီးအောင်မြင်မဲ့တပတ်တာလို့မြင်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်အမျိုးသမီးတွေနဲ့ရန်များခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းလို့တွေ့ရပါတယ် ရန်အနေနဲ့တက်ခဲ့ရှိပါတယ်ဒီဥစေပါနော်မိမိကဘနောက်ပဲအကောင်းဆုံးနေလုပ်ပေးပြီးမိမိကိုအတိုက်ခံလုပ်ပေးသူတွေဟာအနောက်မှာရှိနေပါတယ်ဒါကြောင့်ဒီဥစေပါကျမ်းမိုင်းနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမယ့်တပတ်တာလို့တွေ့ရပါတယ်မိမိဒီဘာလေးကိုပဲလုံလုံလှုပ်ဆောင်ချက်တွေအရန်ကောင်းမွန်နေတယ်လို့တွေ့ရပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်ကအလွန်ကောင်းနေပါတယ်။ထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့6တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာမစဲတဲ့တဲ့တဲ့ရရှိလာမဲ့ပိုင်ဆိုင်ရမဲ့တပတ်တာပါ။အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးချုပ်ငိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။ဒါအပြင်အလူတန်းတွေများစွာပြုလုပ်ရမဲ့တပတ်တာလို့မြင်ပါတယ်။အင်္ဂါသားသမီးချစ်မိတ်ဆွေတို့ကန်ထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြည့်ချင်ပါတယ်။ အင်္ဂါသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရွက်မဲ့ရေဒီယာကမိမိနေအိမ်ကပြားမှာအုံလုံးခေါဆွဲတပွဲဆက်ကက်လူတဲ့ချင်းပြီးခက်ခဲနေသောအခိုင်ငယ်များအားလုံးကင်းစင်ပေါပျောက်ပြီးကောင်းချူချမ်းသာများရရှိစေပါပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။30ရက်6လမှာ9လပိုင်း6ရက်တစ်ပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာ အလုပ်နဲ့ပတ်သက်ပြီးတော့မပြီးပြည့်တဲ့ကိစ္စတွေကြုံရပါလိမ့်မယ်။ဒါကြောင့်ကိုလုံလုတဲ့အခါမှာအရာရာကိုဂယုတစိုက်ကလေးနဲ့ပြီးပြည့်စွာလုပ်ကင်ပါတို့လိုတန်းလိုက်နေမြင်နေပါတယ်။ဒါကြောင့်ဂယုဆိုင်ပါနော်။တန်မိုးကြီးတို့ပစ္စည်းများဝင်လာဖို့ရှိနေပါတယ်။မေဆွေပေါင်းတဲ့နေဆရာသမားတွေရဲ့ကုညီပံ့ပိုးထောက်ပံ့မှုတွေရရှိစေပါပဲဖြစ်ပါတယ်။ဒါအပြင်ခရီးနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့စိတ်မချစရာနောက်ဆန်တင်းစရာလေးတွေဖြစ်တတ်ပါတယ်။ ရှင်ပြူသားချင်းအကြီးကဲရဲ့အကူအညီထောက်ပံ့ကောင်းတွေအများစွာရရှိစေမယ့်တပတ်တာပါ။ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်ယူစိတ်ပါနော်။မိမိအနေနဲ့သွားတဲ့လာတဲ့နေရာတွေမှာသွားသတိလာသတိအမြဲရှိစေချင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နာအလုံးပွင့်လန်းနေတဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာတော့အိမ်တော်ကြီးလို့မြင်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ခရုစိတ်ပါဖြစ်လာရင်အာယုံချုံးတွေအားနစ်ပြီးနောက်အေးပတ်လုံးဝမခံပါနဲ့တော့ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာလို့မြင်ရပါတယ်။ကံနဲ့ပတ်သက်ရင်လည်းကံအားအလွန်ကောင်းပြပါတယ်။ထီထူးကန်ဆဲကျင်နေဆိုရင်တော့သုံးတလုံးထီထူးကန်ဆန်းလို့ရပါတယ်။ဝေးကြီးလာပါများဝင်လာမစဲရရှိစီမှာပါဒါအပြင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းအပြောင်းလဲလေလုပ်ကြရမယ်တို့တွေ့ရပါတယ်အောင်းနဲ့ပတ်သက်ပြီးတော့ဥပန်းစရာလေးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါ မိမိကိုအလေးညာလေးခံတတ်တယ်ဒါကြောင့်မလို့ခရုစိတ်ပါနော်မိမိဘက်ကနေပြီးတော့လေသူတို့ဘာကိုယူသားပါသူတို့ဘာကလည်းမိမိကိုအလေးညာလေးမခံရအောင်မိမိဘက်ကဆင်ခြင်တက်ပါတယ်ဒီတော့ဘုံတို့သားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စီတဲ့ယရိယာကောင်းလေးပြီးချင်ပါတယ် ုံတုံးသားသမီးချင်းမိတ်ဆွေတပတ်တာမှာပြုလုပ်ဆောင်ရွက်မဲ့ရေရာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွဲပြုလန်းခြင်းဖြင့်ခက်ခဲနေသောအရန်ခိုက်များကိစင်ပေါပြောပြီးကောင်းကျိုးချမ်းသာများရရှိစေပါမယ်ဖြစ်ပါလေရှင်။မင်္ဂလာပါရှင်။30ရက်6လမှာခုနှစ်လပိုင်း6ရက်ဒီတပတ်တာခြားတော်ပြီးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလေရှင်။ ဇာတာမီသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေများစွာရရှိစေမယ့်တပတ်တာပါတန်ဖိုးကြီးတော့ပြည်စီတော့ထွက်တက်ပါတယ်ဂရုစိုက်ပါနော်မေးစွေပေါင်းတဲ့အကြီးကြီးတွေရဲ့ညဉ့်ညင်းစရာတွေခန့်တက်ပါလေဒါကြောင့်ကိူးဆိုင်ပါအိမ်နဲ့ပတ်သက်ပြီးတော့စိတ်စလို့စနောက်ဖြစ်ရတာတွေအိမ်နဲ့ပတ်သက်ပြီးတော့အတိုက်အခံလေးတွေများနေရတာတွေအိမ်ပူအိမ်ဆူဖြစ်တာလေးတွေကြုံရတတ်ပါလေ ရှင်မြို့သားချင်းစီမှာအကူအညီတောက်ပံ့ကောင်းတွေများစွာရရှိစီမှာပဲဖြစ်ပါတယ်။ရန်အနေရှိပါတယ်သတိထားပါနော်။ဘေးဥပဲသွားသွားဘေးဥပဲလာလာအမြဲတမ်းမိမိဘက်ကနေပြီးတော့သတိဝိရိယရှိစီခြင်းပါလေ။အချီအေးနဲ့ပတ်သက်ပြီးတော့အချီအေးမှာအစင်မပြေမှုတွေကြုံရတတ်ပါတယ်။မိမိချစ်သူအောင်မိမိကိုတန်လျာတွေရှိတာအထင်လွင်တာတွေခံရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာမဲ့အိမ်တော်ကြီးပါ။ ျမ်းမာရေးနဲ့ပတ်သက်တော့ခရီးစိတ်ပါအဓိကတော့ခါအောက်ပိုင်းကျမ်းမာရေးညံလာလေးတွေတွေ့ရပါတယ်အေးချင်းချင်းငြိမ်းချင်းချင်းရောက်ရှိလာမယ့်တစ်ခါတာပါမိမိကိုယ်နဲ့ကလည်းပဲအလုပ်ကိုတကယ်ကိုကျူးစားတယ်အလုပ်ကနေရရှိလာတဲ့အကျိုးမြတ်တွေလည်းများစွာရရှိစေမယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းပါတယ်ထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့တစ်တလုံးထီထူးကန်ဆန်းလို့ရပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ ချီးလို့ငားလို့ရတယ်လို့ကိုငွေကြီးနဲ့ပတ်သက်ပြီးချီးတာငားတာတဲ့ကိစ္စတွေလည်းပဲအဆင်ပြေပဲတပတ်တာလို့မြင်ပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနဲ့ကိုဖြစ်ချင်တဲ့ကိစ္စလေးတွေကိုရည်ရွယ်ထားတဲ့ကိစ္စလေးတွေဖြည်းဖြည်းချင်းနဲ့ရပ်ပိုင်းတွင်အကောင့်ထဲပေါ်နိုင်ပဲတပတ်တာလို့မြင်ပါတယ်။ဒီတော့ဂျာတာပိတာသမီးချစ်မိတ်ဆွေတွေကန်ထောက်ပံ့ပြည့်စုံတဲ့ရည်ရွယ်ကောင်းလေးပေးချင်ပါတယ်။ကြာသာဝိတာသမီးချစ်မိတ်ဆွေပြုလုပ်ဆောင်ရွက်ရမယ့်တပတ်တာရည်ရွယ်က ိမိဒေငါပြားမှာအုံနှုတ်ကြောက်ကြောတပကံစက္ကန့်လူတန်းချင်းဖြင့်ကံရဲ့အထောက်ပံ့ကောင်းတွေများစွာရရှိစေပေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။30ရက်6လပါ9လပိုင်း6ရက်တပတ်တာတောက်ကြတာတပိချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။တောက်ကြတာတပိချင်းမိတ်ဆွေ အလုပ်နဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်အလုပ်နဲ့ပတ်သက်ပြီးရင်လည်းမိမိဘက်ကနေပြီးတော့ဗာလေးပဲရည်ရွယ်ထားတာရည်ရွယ်ချက်တွေအောင်မြင်ပြီးအကောင့်တွေလေးပုံအောင်ပဲလုပ်တွေ့ရပါတယ်တံမှုကြီးတို့ပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ရင်တော့တတိထားပါမိတ်ဆွေအပေါင်းအသင်းကြောင့်ကိုဒီဝမ်းနေရတာထိခိုက်ရတာကြည်ကွင်းရတာခံစားရတာမျိုးလေးကြုံရတတ်ပါလေအိမ်နဲ့ပတ်သက်ပြီးတော့စိတ်အနှောင့်အယှက်အမျိုးမျိုးကြုံရမယ့်တပတ်တာလို့လည်းမြင်ပါတယ် ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ရှင်မျိုးသားချင်းစီကသတင်းစူးတွေကြားတတယ်။ဥပမာရှင်မျိုးသားချင်းကကျမ်းမာရေးမကောင်းတာလား၊ဓမ္မမွေငွေချင်းနဲ့ပတ်သက်ပြီးတော့ခက်ခဲစီတာလား၊တစုံတစ်ခုအန္တရာယ်ဖြစ်နေတာလားဒီလိုလေးကြားတပါနေ။ရန်အန္တရာယ်တိုက်ခိုက်ရှိပါတယ်နော်။အထူးသဖြင့်အတိုက်ခိုက်ဆိုတဲ့နေရာမှာကိုယ့်ရဲ့အနီးတစ်ဝိုက်မှာရှိနေတဲ့သူတွေရဲ့တိုက်ခိုက်ခြင်းကိုခံရတတ်ပါရဲ့။ အခြေအနေပတ်သက်ရင်တော့မျက်နှာအလွန်ပွင့်လန်းနေပါတယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာတော့အင်တော်ကြီးလိုမြင်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိပါဘူးရှင်။မိမိကအရင်ကနေ့ကကျမကြီးဝေဒနာခံစားရတယ်ဆိုရင်ဒီလိုပဲတာပါ။အနာနဲ့စိတ်နဲ့တွေ့သွားမယ်။ဆရာကောင်းတမကောင်းတွေ့တာပါလိမ့်မယ်။အေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူး။ဘာလေးပဲလုပ်လို့အမြင်နဲ့အပူတစ်ပြင်းနဲ့လုပ်နေရတယ်။နောက်ဘာလေးပဲဖြစ်ဖြစ်နောက်ဆန်တင်းတင်းပြီးတော့မှလုပ်နေရတဲ့တပတ်တာပါ။ ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်သူ့ပြင်ပဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးရတလုံးဒီတို့ကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကံကြောင့်ငွေဝင်တာမျိုးမဟုတ်ပဲနဲ့မိမိရဲ့တကယ်ကြိုးစားအထောက်မှုကြောင့်မိမိရဲ့ခွန်အားမိမိရဲ့ဉာဏ်အားမိမိရဲ့ဝိရိယအားကြောင့်ကြိုးစားအထောက်မှုကြောင့်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာမယ်လို့တွေ့ရပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်စိုးရတဲ့ပူပန်မှုမျိုးတော့လုံးဝမတွေ့ရဘူးဒါပေမဲ့အမျိုးသမီးတယောက်ကြောင့်အမင်းစိတ်နှောင့်ယှက်ဖြစ်နေရမယ်လို့တွေ့ရပါတယ်ထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့၃ညတလုံးထီတိုးကန်ဆန်းတဲ့အပြင်ပူက ဘာလေးပဲလုံလုံလုံဆောင်တဲ့အခါမှာနမိတ်တစ်ခုကိုယူပြီးတော့မှလုပ်ရတယ်ဥပမာနမိတ်ကဘလို့နမိတ်လဲဆိုရင်ကလေးလေးတစ်ယောက်ကနမ်းမှာရေမောပျော်ရွှင်စေသောနမိတ်တန်ကိုကြားပြီးဆိုလို့ချင်တော့ဒီကဏ္ဍလေးကိုချီတိုးကန်ဆန်းမယ်ဆိုရင်ကျင်းလီပေါင်းဒီကန်ကောင်းမှာပဲဖြစ်ပါတယ်ဒါကြောင့်တောက်ကြသားသမီးချင်းမိတ်ဆွေတွေကန်ထောက်ပံ့ဖြစ်စေတဲ့ရေဒီယာကောင်းလေးဆံမှပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေဒီဘက်တာမှာ မိမိအနေနဲ့အဋ္ဌိထံပဲဝင်ပေးပါဝင်ရမယ့်အဋ္ဌိထံကအရဟံတိဋ္ဌိဆိုပြီးတော့နေ့စဉ်ပုံမှန်ပရိသုံးဘက်စိတ်ချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားပြီးတော့ကောင်းကျိုးချမ်းသာရရှိစေပေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်30ရက်6လမှာ9လပိုင်း6ရက်တပတ်တာစတိသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် စနေသားမိချမိဆွေအလုံးနဲ့ပတ်သက်ပြီးတော့အရာရာတတိထားပါတော့အမြဲတမ်းမိမိဘက်ကနေပြီးတော့စင်ကျင်တုံတရားနေနေဝရိယလည်းရှိပါအမြဲတမ်းလည်းကယူဆိုင်ပါအလုံးမှာအမားယူနေဖြစ်တတ်ပါတယ်တမူးကြီးတော်ပြည်စီများဝင်လာဖို့ရှိနေပါတယ်မိဆွေပေါင်းတင်တဲ့ပတ်သက်ပြီးတော့မိဆွေတွေရဲ့အထင်မြင်လွဲပါမှုတွေခံရတတ်ပါတယ်ဒါကြောင့်မို့လို့ကိုကပြောတာဆိုတာလေးတွေပါအရန်ကယူဆိုင်စီတင်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိုနောက်ဆန်နေတင်ရတာ အရာပြဿနာရှာတာတွေကိုခံရတတ်ပါတယ်ဒီစိတ်ပါတော့စီဘူးသားကြီးစီကအကူအညီကောင်းတွေတောင်းပန်ကောင်းတွေများစွာရရှိပါလိမ့်မယ်စူဝါတော့ပဝင်းကြီးရဲ့ရန်အရည်အတိုက်ခိုက်လုံးဝမတွေ့ရပါဘူးရှင်အချီအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်လင်းနေတပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ဂယုစိုက်ကျင်နာမှုတွေရရှိစီပါမယ်ဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ဂယုစိတ်ပါကျမကြီးညံ့တယ်ပါတယ်ဖြစ်လိုက်ရင်1 byte အစာအိမ် လေးဒုက္ခပိဒါမျိုးကြောင့်ရတတ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထူးကံစမ်းခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီထူးကံစမ်းလို့ရပါတယ်။ငွေကြီးကံရန်ကောင်းနေပါတယ်။တပတ်တောင်မှငွေရှာရလွယ်ကူခြင်း၊နောက်ဝင်ငွေရလဲနှစ်လန်းဝေခြင်းဆိုတာလေးကိုတွေ့ရပါတယ်။ အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကိုပြစ်ကြည့်လိုက်တဲ့အခါစူးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနေမိမိဒီဝင်လာသောငွေကိုအလှူတန်းနေလေများစွာလောဘမင်းတို့တွေ့ရပါသည်တပတ်တာစနေသားမိချင်းမိတ်ဆွေရဲ့ကံထောက်ပံ့ပြည့်စုံတဲ့ရည်ရွယ်ကောင်းလေးပြချင်ပါတယ်စနေသားမိချင်းမိတ်ဆွေတပတ်တာပြုလုပ်ဆောင်ရမယ့်ရည်ရွယ်ကမိမိနေအိမ်ကဖျားပါသို့မဟုတ်ဇီးတိစုစုမှာ ရွှေတီဆယ်လက်လူတဲ့ချင်းဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားပေးလို့တွေ့ရပါတယ်ရှင်။